ဒီနေ့မှာတော့စကားကြီး၁၀ခုနဲ့ကကောက်ပင်ရိတ်လီစကားပြောနည်းနဲ့ပတ်သက်တဲ့ပုံမြင်လေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဗျ။တစ်ခါတော့ကလေးရက်တက်မှာလုံစွာကျွမ်းကျင်လာတဲ့တောင်ပြင်တထေးသားတစ်ယောက်ရှိတယ်။တောင်ပြင်တထေးသားဟာသူ့လေးနဲ့ငှက်တွေကိုပြစ်ခတ်ဖမ်းယူလေးရှိတယ်။အဲဒီလိုနဲ့တောင်ပြင်တထေးသားဟာတနေ့မှာတော့ဂျိုင်းတကောင်ကိုလေးနဲ့ပြစ်ပြီးတော့အိမ်သို့ယူဆောင်လာတော့တယ်။ အဲ့ဒီလိုယူဆောင်လာတဲ့လန်ခီမှာတောင်ပြင်တထေးသားဟာမြောက်ပြင်တထေးသားနဲ့တွေ့လေတယ်။အဲ့ဒီလိုနဲ့မြောက်ပြင်တထေးသားဟာတောင်ပြင်တထေးသားလက်ထဲမှာကင်ဆွဲလာတဲ့ဗျိုင်းတေကိုမြင်တဲ့အခါမလိန်တပတ်နဲ့ငွေရအောင်ဖန်တီးအောင်မယ်လို့တွေးတောကြံစီနေတော့တယ်။အဲ့ဒီနောက်တောင်ပြင်တထေးသားအနီးသို့ရောက်တော့အခါမြောက်ပြင်တထေးသားကငိုယိုပြီးတော့အတင်တောင်ပြင်တထေးသားအတင်ကျုပ်ပြိုင်းကိုဘာလို့ပြတ်တက်ရတာလဲဗျ။ကျုပ်ပြိုင်းကရိုးရိုးတာမန်ပြိုင်းမဟုတ်ဘူးဗျ။ကျုပ်ကိုကျုပ်ပြိုင်းကတနေ့တနေ့ရွှေစင်တစ်ကြက်သားကြအန်ထုတ်ပေးနေကြဗျ။ သင်ရော်ပေးရမယ်အဲ့ဒီလိုပြောဆိုပြီးတော့တောင်ပြင်တထေးသားကိုဆွဆွဲတော့တယ်အမအမမင်းကရရဆဆဒီပြန်ကိုငါတိုးထဲမှာပြစ်ပြီးတော့ရခဲ့တာကွအဲ့ဒီလိုနဲ့မြောက်ပြင်တထေးသားဟာတောင်ပြင်တထေးသားကိုတရားဆွဲဖို့တရားရုံးတော်ကိုခေါ်ဆောင်သွားတော့တယ်အဲ့ဒီလိုနဲ့ရုံးတော်ကိုရောက်တဲ့အခါမြောက်ပြင်တထေးသားကတရားသူကြီးမင်းခမတောင်ပြင်တထေးသားဟာကျုပ်ကိုတနေ့ရွှေတကြက်သားအန်ထုတ်ပေးနေတဲ့ဘိုင်းကိုပြတ်တက်လိုက်လို့ပါဗျအဲ့ဒါအယောတောင်းကျင်ပါလေဗျ အဲ့ဒီအခါတရားသူကြီးမင်းကတောင်ပြင်တထေးသားကိုကဲတောင်ပြင်တထေးသားလေးတင်းတကယ်ပဲမြောက်ပြင်တထေးသားရဲ့ဘိုင်းကိုလေးနဲ့ပြတ်တက်လိုက်တာလားကွ။အဲ့ဒီတော့မင်းမြန်လိုက်တော့လေ။ဟုတ်ပါလေဗျ။ဘိုင်းကိုကျွန်တော်လေးနဲ့ပြတ်တက်လိုက်တာပါဗျ။ဒါပေမဲ့တရားသူကြီးမင်းခမကျွန်တော်မျိုးမြောက်ပြင်တထေးသားကိုမေးခွန်းတစ်ခုမေးခွန်းပြုပါဗျ။အဲ့ဒီလိုတရားသူကြီးမင်းကိုတောင်ပြင်တထေးသားကတောင်းဆိုလိုက်တော့လေ။မေးလို့ရပါတယ်တောင်ပြင်တထေးသားရဲ့မေးစီမေးစီကွာ။အဲ့ဒီလိုတရားသူကြီးမင်းကခွင့်ပြုလိုက်တော့လေ။ အဲဒီအခါတောင်ပြင်တထေးသားကမြောက်ပြင်တထေးသားကိုမေးတော့တယ်။အတင်မြောက်ပြင်တထေးသားတင့်ပြိုင်ဟာတင့်ထံမှာရွှေစင်တစ်ကြက်သားအန်ထုတ်ပေးနေတာဘလောက်ကြက်ကြရှိပြီလဲကွ။တောင်ပြင်တထေးသားရဲ့အမေးကိုကြားတဲ့အခါမြောက်ပြင်တထေးသားကနှစ်ကြိုင်ရော်ကြီးများများရမှာပဲလို့တွေးမိပြီးတော့ကျုပ်ထံမှာဗျိုင်းကရွှေစင်အန်ထုတ်ပေးနေတာတနစ်တာရှိပြီဗျ။အဲဒီလိုပဲခက်မြန်မြန်ဖြေလိုက်တော့တယ်။အဲဒီအခါတောင်ပြင်တထေးသားကတရားသူကြီးမင်းကိုရှောက်တင်တော့လဲ။အရှင်တရားသူကြီးမင်းခမရကျွန်တော်မျိုးဟာကျွန်တော်မျိုးရဲ့အိမ်ရှိခြံဝင်းအတွင်းမှာ ရွှေစင်ကြက်ပြားများကိုပုံထားပါလေဒီပြိုင်ဟာကျွန်တော်မျိုးရဲ့ခြံဝင်းထဲကိုနေတိုင်းလာပြီးတော့ရွှေစင်ကြက်ပြားပုံထဲကတရက်ကိုတပြားစီခိုးယူသွားပါလေကျွန်တော်မျိုးဟာပြိုင်ကို၆လက်ပင်မဲ့လည်းမရပါပြိုင်ဟာနေတိုင်းလာပြီးတော့ရွှေစင်ကြက်ပြားများကိုခိုးယူခဲ့ပါလေဒီတော့ဒီပြိုင်ဟာကျွန်တော်မျိုးရဲ့ရွှေတွေကိုခိုးတဲ့ရွှေတခိုးပြိုင်ဖြစ်ပြီးတော့နောက်ပြန်တထေးသားဟာပြိုင်ချီယူလာတဲ့ကျွန်တော်မျိုးရဲ့ရွှေတွေကိုလက်ခံတဲ့တခိုးလက်ခံပဲဖြစ်ပါလေကျွန်တော်မျိုးဟာယနေ့မှာ ကျွန်တော်မျိုးရဲ့ရွှေတွေကိုခိုးတဲ့ဗျိုင်းကိုအသေးလက်ရဖမ်းဆီးနိုင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်မျိုးထံမှာတနစ်ကြာခိုးယူထားတဲ့ရွှေပြား365ပြားကိုမြောက်ပြန်တထေးသားကပြန်အယောပေးတင်ကြောင်းရှောက်တင်အပ်ပါတယ်။တရားသူကြီးမြင့်ခမညာဒီလိုရှောက်တင်ထားလိုက်တော့လေသူနဲ့မြောက်ပြန်တထေးဟာသူ့စကားနဲ့သူပြိမိသွားပြီးတော့မငင်းတာတော့ပဲဖြတ်ထိုးညံကောင်းတဲ့တောင်ပြန်တထေးသားကိုရော်ကြီးအဖြစ်ရွှေစင်365ပြားပေးယော်လိုက်ရတော့လေ ဒါကြောင့်ဒီပုံပြင်မှာတောင်ပြင်တထေးသားပြောတဲ့စကားကိုကောက်ပင်ရိတ်ဒီစကားလို့ခေါ်တွင်ပါလေ။ပြည်သမားတွေဟာကောက်ပင်တွေကိုမိမိရဲ့လက်ထဲမှာမြဲစွာစုပ်ကိုင်ပြီးမှမိမိတစင်းနဲ့ရိတ်တဲ့ကဲ့သို့တောင်ပြင်တထေးသားဟာလည်းမြောက်ပြင်တထေးသားရဲ့စကားကိုမြဲစွာစုပ်ကိုင်ပြီးမှမိမိစကားနဲ့ရိတ်လီတယ်ဆိုတဲ့အတိတ်ပဲပဲဖြစ်ပါလေဗျ။ဒါကြောင့်တစ်ဖက်လူရဲ့စကားကိုအပိုင်ချီနှောင်ထားပြီးမှကိုယ့်စကားနဲ့အနိုင်ဖြတ်ပြောတဲ့နေဟာကောက်ပင်ရိတ်လီစကားပြောနေပဲဖြစ်ပါတော့လေ။ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။ အားပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်